မင်းကဝကမြ Revolu Burma News Channel ကနေပြီးတော့ November 24ရက်နေ့နေလယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မြန်မာပြည်ရင်းပဲဈေးကွက်မှာ American Dollar ပန်းပေါင်းများစွာတန်ဖိုးရှိတဲ့ပဲလော့ကရဲ့လိမ့်လည်မှုကြီးကိုဖြည့်ရှင်းပေးရတဲ့အတွက်ပြည်ထရေးဒူဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ကိုလက်ငွေကြော့ကြီးငွေကျပ်သိန်း2500အစောတော့ယုံလေးနဲ့အောက်ကန်းစားလူမိုက်ဝင်းထုတ်ဝင်းကိုငွေကျပ်သိန်း1000 ကြီးမြနိုင်ငါးစီးကအောက်တန်းစားလူမိုက်ကြော့ကြော့ကိုတိတ်ရှိရာပေးခဲ့ရတော့လေဖြည့်ရှင်းပေးခြင်းမရှိသလိုပြည်လည်မှုလည်းမရခဲ့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2023ခုနှစ်2024ခုနှစ်အတွင်းမဟာနဒီ Trading Company ကပဲကုန်တဲ့တုံးဖြစ်တဲ့ဇော်မင်းတန့်ခေါ်ဇော်ဇော်လေးထံမှာမပဲတန်ချိန်2000 2000တန်ဖို့ရှိတဲ့ပဲများကို American Dollar တန်းချီပေးပြီးတော့ဝယ်ယူခဲ့ပြီးလောင်ထားခဲ့တယ်လို့သိရပါတယ်မြန်မာငွေအားဖြင့်သိန်းကြီးပေါင်းတသိန်းခွဲတန်ဖို့ရှိတယ်လို့ပြောပါတယ် အခုလိုမျိုးဝယ်ယူတဲ့အချိန်ကမပဲဈေးနှုန်းဟာ26သိန်းဝန်းကျင်သာရှိခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မပဲဈေးဟာ43သိန်းခွဲဖြစ်သွားတဲ့အချိန်မှာပဲနဲ့ငွေများလုံးဝပြန်မပေးဘဲနဲ့လိမ်လည်သွားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်လိမ်လည်ခံရမှုအတော့ငွေကြေးများပြန်လည်ရရှိရေးအတွက်ပြည်ထရေးဒုဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကနေတဆင့်ဆက်သွယ်ပြီးတော့ငွေပြန်လည်ရရှိရေးစူးစမ်းခဲ့တော့လေကရော့ချင်းငွေ သိန်း2500ကုန်ဆုံးသွားခဲ့တော်လဲဘာဖြေရှင်းပေးမှုမှမရှိဘူးလို့ကိုရဲမင်းလွင်ကပြောဆိုထားပါတယ်။ဇော်မင်းတန့်ခေါ်ဇော်ဇော်လေးကိုကျွန်တော်မှမပဲ2200ဝယ်ထားတယ်။မြန်မာငွေသိန်းကြီးပေါင်းတသိန်းခွဲပေးထားတယ်။မပဲစိ40တသိန်းခွဲဖြစ်သွားတယ်။ကျွန်တော်ဝယ်ထားတာက26သိန်းလေ2023 2024ခုနှစ်ပေါ့ဒေါ်လာ9တန်းကျော်လိမ်သွားပါတယ်။ကျွန်တော်မှအကုန်ရှိတယ်။တပ်တွေတွေပါအကုန်ရှိပါတယ်။အဲ့ဒီမှာပြည်ထရေးဒူးဝင်ကြီးဘိုးချုပ်အောင်ကျော်ကျော်ကိုကျွန်တော်အကူအညီတောင်းတယ်။ ဒုဝင်ကြီးကိုပထမဂါရဝါကြီး3500 600ပေးပြီးတော့အကူအညီတောင်းထားတယ်စောစောလေးကိုခေါ်တယ်လို့တော့ကြားတယ်ဒါပေမဲ့ပမာဏကရမ်းများတော့ဘိုးချုပ်အောင်ကျော်ကျော်လေးဟိုကောင်ကိုခေါ်မေးပြီးတော့ဘာမှအရာမထင်လာပါဘူးကျွန်တော်ဂါရဝါဂျင်းငွေ3500သာကုန်သွားတယ်ဘာမှဖြစ်မလာဘူးလို့ကိုရဲမင်းလင်ကရှင်းပြတော့ပါလေအဲ့ဒီနောက်အောက်တန်းစားတွေဖြစ်တယ်ကြီးမနိုင်ငါးစီးကလူမိုက်ကျော်ကျော်နဲ့ချိတ်ဆက်ပြီးတော့စောစောလေးခေါ်ဇော်မင်းတန်ထန်းကို ခနာတာအထွေးကိစ္စတွဲဆောင်ွက်ရရှိရေးအတွက်စောင့်ရွက်ပေးရန်အကူအညီတောင်းခဲ့တယ်လို့သိရပါဗါဒ်အောက်တန်းစားလူမိုက်ကြော်ကြော်ကလည်းလှုပ်ဆောင်ပေးမယ်ဆိုပြီးတော့ငွေကျပ်3800ယူသွားခဲ့တယ်လို့ပြောပါဗါဒ်စစ်ခွေးတက်နဲ့ပါလှုပ်ဆောင်ပေးမယ်ဆိုပြီးတော့3800ယူဆောင်သွားခဲ့တော့လေဘာမှအကြောင်းမထူးဘူးလို့သိရပါဗါဒ်အဲ့ဒီနောက် အောက်တန်းစားဘုံမှအစိုးရယုံလေးကိုချိတ်ဆက်ပြီးတော့သူတငယ်ချင်းအောက်တန်းစားတွေဖြစ်တဲ့တာဂီတာကလူမိုက်ဝင်းထုတ်ဝင်းနဲ့ချိတ်ဆက်ပြီး ဝေချက်သိန်းတထောင်နဲ့ဇော်မင်းသားကောဇော်ဇော်လေးကိုတွဲခွင့်ရရေးအတွက်ဆောင်ရွက်ပေးရလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့လည်းဘာရလမမရခဲ့ပဲနဲ့ဘာမှအကြောင်းမထူးဘူးလို့သိရပါဗျ။တာကေတာကဝင်းထုံဝင်းကပြူစောတိဆိုပြီးတော့နာမည်ကြီးနေတာလက်ကားပါဗျာအောက်တန်းစားလူလိမ့် ကျွန်တော်အလင်ခန္ဓာလို့ကုညီသေးပါဆိုတော့ဝင်းထုတ်ဝင်းဆိုတဲ့အောက်တန်းစားက3000တောင်းလေ3000တောင်းတာကကိုယုံလေးကချိန်ပေးတာစစ်တပ်ကိုအကူအညီတောင်းမှပဲရမယ်စစ်တိုင်းမိုးကို3400 500လောက်ကားရမယ်ဆိုပြီးပြောတယ်စစ်တိုင်းမိုးကိုခေါ်ပြီးကျွန်တော်ကိုလိန်သွားတဲ့ဇော်ဇော်လေးကိုခေါ်မယ်စစ်မယ်ဆိုပြီးပြောပါတယ်တကယ်တမ်းကျတော့အဲ့ဒီအောက်တန်းစားလူမိုက်ဝင်းထုတ်ဝင်းကကျွန်တော်ကို3500ပြန်ပေးတယ်ကျန်တဲ့3500ကိုလည်းမတောင်းဘူး ကျွန်တော်မိသားစုဝင်တွေကိုချိန်ချောက်တယ်။ကျန်တဲ့3900ကကိုယုံလေးကိုပေးလိုက်ရတဲ့အတွက်ပြန်မပေးနိုင်တော့ဘူးဆိုပြီးတော့ရှော့သွားတယ်လို့ကိုရဲမင်းလွင်ကရှင်းပြထားပါရယ်။အကြမ်းမဆက်ခွေးတက်ကရန်ကုန်အခြေစားမဟာနဒီ International Company Limited ကဒါရိုက်တာဦးရဲမင်းလွင် အပါအဝင်မိသားစုဝင်များကို American Dollar 350ကျော်ပြတ်လဲမသွင်းလို့ဆိုပြီးတော့ငွေချေးခွာချမှုအပါအဝင်စီးပွားရေးဆိုင်ရာပုံမှန်များစွာနဲ့အမှုဖွင့်ထားပြီးတော့ ်ဦးယမ်းမင်းလွင်ရဲ့ဖခင်ဦးဟင်နရီခင်မောင်အပါအဝင်မိသားစုဝင်များကိုစစ်ခွေးတက်ကဖမ်းဆီးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘိုက်ကိုတိုင်းဂျိုးဝင်ကောင်မျိုးအဝင်အကြပ်စစ်ခွေးဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်ခွေးရဲနဲ့ပြူစောတိ၅ဦးတေဆုံးပြီးတော့လက်နက်အချို့ကိုသိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကနိုဗ ెంబ ာလ23ရက်နေ့မနေ့9နာရီကျော်ခန့်မှာကျိုးမင်ကောင်မြို့အဝင်အကြမဲ့စစ်ခွေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမဲ့စစ်ခွေးတွေဘက်ကဂိတ်စခန်းထဲမှာရှိနေတဲ့စစ်ခွေးရဲနဲ့ပြူစောတီငါးကောင်တိတ်ဆုံးသွားပြီးတော့လက်နက်တချို့ကိုရရှိခဲ့တယ်လို့သိရပါဗယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကမှန်ပါတယ်။ဂျိုးပင်ကမျိုးအဝင်စစ်ခွေးဂိတ်ကိုဝင်ပစ်တာကျွန်တော်တို့သိရတဲ့လောက်ကတော့စစ်ခွေးရဲနဲ့ပြူစောတီးငါးကောင်တည်တယ်လို့သိရတယ်။လက်နက်တချို့ကိုလည်းသိမ်းဆီးရရှိတယ်လို့သိရပါတယ်လို့တာယာဝတီခန်စီရဲ့သတင်းရေးမိကပြောပြထားပါတယ်။အလားတူပဲ လောဘမလာ23ရက်နေ့မနက်အစောပိုင်းကလည်းဇီးကုန်းမျိုးအမှတ်3ရက်ကစမ်းရွာရရောင်းကုန်ပြည်ကားလမ်းဘေးမှာရှိတဲ့ Heaven KTV ကို PDF တပ်ဖွဲ့အများကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ရာ KTV အခန်းအမှတ်3မှာတချင်းစုံနေတဲ့စစ်ခွေးလောက်ခံအောက်တန်းစားပြူစောတိခေါ်ပြည်သူလုံးုံရင်းနဲ့အကြမ်းမနှိမ်နှင်းရေးအဖွဲ့ပါလာကဖအဖွဲ့ဝင်မြင့်နိုင်ဦးခိုင်းစောမြင့်ဦးမျိုးလွင်မျိုးမင်းအောင်နဲ့ဇော်ကြီးတို့တေဆုံးသွားပြီးတော့ဂျီသူရီတနတ်တလာဂျီပေါ၄ခု ခြေတောင်80 equipment နှစ်ခုဓာတ်သုံးလက်နဲ့လက်ထိပ်တစ်ခုလိုကိုသိသိရရှိခဲ့ကြအောင်သတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းခင်ဦးမြို့နယ်မှာစစ်ခွေးတပ်နဲ့တင်ကန်းဝက်ဝါတော်ဝရဲ့ပြူစော့ထီတွေပူးပေါင်းထားတဲ့စစ်ကြောင်းဟာဖွဲ့စည်းပုံပြတ်သွားတဲ့အထိတိုက်ခိုက်ခံရပြီးတော့တေဆုံးသူများကလက်နက်တွေနဲ့အများအပြားသိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကနိုဇမလာ23ရက်နေ့မနေ့ပိုင်းကခင်ဦးမြို့နယ်မော်လာရွာကနေကလုံရွာဘက်ကိုစစ်တောင်းထိုးလာတဲ့အင်အား300ဝန်းကျင်ပါတဲ့စစ်ခွေးတပ်ကိုကာကွယ်တပ်များကကြားဖြတ်ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ကမ်ဘလူးကနေထိုးလာတဲ့စစ်ကြောင်းမှာစစ်ခွေးတွေဘက်ကအသေးပြောက်များတယ်။တနက်အလက်80လောက်ရထားတယ်။စစ်ကြောင်းဖွဲ့စည်းပုံပြတ်တဲ့အထိကိုမတာပေါ်ကုန်လားလို့ကမ်ဘလူးခရိုင်ကာကွယ်တပ်ဖွဲ့ဝင်တဦးကပြောပြထားပါတယ်။အခြားတော်လိုင်းအဖွဲ့ဝင်တဦးကလည်းပွဲကနေတာဝါတော်ဝစစ်ကြောင်းတော်တော်လေးကိုထိထားတယ်။ဒီကောင်တွေထိတော့ စစ်တပ်ကိုလေချောင်းပြစ်ကူလန်တောင်းသေးတယ်ညနေက Jet Fighter နဲ့လာပြစ်သွားတယ်အထိကိုက်ကတော့မရှိပါဘူးလို့ပြန်လည်ပြောပြထားပါတယ်ဒေါ်လာရင်အားစုတွေနဲ့စစ်ခွေးပြူစောတီပူပေါင်းစစ်ကြောင်းတွေဟာတိုက်ပွဲအတော်ကြာဖြစ်ပွားပြီးတော့စစ်ခွေးတပ်ဘက်ကအထိနာခဲ့ပြီးတင်းဆုံးသူတွေဒဏ်ရာရတဲ့သူတွေလည်းများတယ်လို့ခေဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကအသိပေးထားပါတယ်စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ပါလားဆိုပြီးဆူတောင်းနေပါတယ်ညနေပိုင်းက Jet Fighter နဲ့ပြစ်တာလေးရှိတော့ကနအူတော့စိုးရင်စရာမရှိဘူးလို့ကြားတယ်လို့ခေဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က၎င်းတို့ရဲ့လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်စစ်ကောင်စီရဲ့ဝါရဖြန့်တဲ့သူတွေက KU နဲ့ကလုံအနီးတိုက်ပွဲဖြစ်ပွားနေပြီးတော့ကမ်ဘလူတောင်ချမ်းနဲ့ KU နယ်မှာရှိတဲ့ရန်သူတွေရဲ့တီနေရများအင်အားများကိုအကုန်ပို့ထားပြီလို့မနေ့ကနေ့လယ်3နာရီဝန်းကျင်မှာ Telegram Channel မှာရေးသားထားတာကိုတွေ့ရပါတယ်။မကြာခင်မှာသက်ဆိုင်ရာကနေပြီးတော့ထုတ်ပြန်ပါလိမ့်မယ်လို့ကမ်ဘလူခင်ဦးကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ Data Twin တော်လိုင်းရေးသတင်းတွေကိုဖော်ပြပေးနေတယ်။ Affinity Group Facebook လူမှုစာမျက်နှာကလည်း ဝါတော်ဝစစ်ကြောင်းကခင်ဦးမြို့နယ်အထိအလူတန်းရရောနေတယ်လို့ထုတ်ပြန်ထားပါဗျ။လိုဗမ်မာရာ၁၂ရက်နေ့ကလည်းကံဘလူမြို့နယ်ကာဘိုးရွာကနေရင်းနှီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့တပ်မ33လက်အောက်ခံတိုက်ရင်းနေနဲ့ပြူစောတီအင်အား102ဦးပါတဲ့စစ်ကောင်စီတပ်ကြားဖြတ်တိုက်ခိုက်ခံရပြီးတော့အရှင်၅ဦးနဲ့တေဆုံးသူ90ဝန်းကျင်ရှိခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါဗျ။အဲ့ဒီတိုက်ပွဲမှာ MA တနက်တွေ G3 drone gun နဲ့ကာပိုင်တွေအပါအဝင်လက်နက်မျိုးစုံ20ခန်းနဲ့ ခဲနီကိုလည်းသိမ်းဆည်းရရှိထားပါတယ်။လိုဘမာကဇန်လိုင်းကစပြီးတော့ကမ်ဘလူခင်ဦးအဆက်ကိုစိတ်ခွေးတက်တဲ့နန်နီကန်တူစော်တီပူပေါင်းအင်အား300ဝန်းကျင်နဲ့ထိုးစစ်ဆင်လာတာပဲဖြစ်ပါတယ်။စစ်ကြောင်းတွေဖြန့်တဲ့ကမ်ဘလူခင်ဦးအဆက်ကရွာတွေက စစ်တပ်နဲ့ပြူစောတိတွေပူးပေါင်းပြီးတော့အထန်ချတက်ဆွဲထားတဲ့ကာဘိုးရွာအောင်တာယာရွာတွေနဲ့နှစ်မိုင်ကနေသုံးမိုင်ဝန်းကျင်မှာဝေးတာကြောင့်လမ်းမဆက်သွေးအရာရောနယ်မြေပြန်လည်ဆုံးမှုရေးအတွက်ပါစစ်ခွေးတပ်ကလုံနေတာလို့စကိုင်းအထက်ပိုင်းစီရေးသတင်းမြစ်တချို့ကသုံးသပ်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝမ်ဝဲမြို့နယ်မှာကြန့်ခိုင်ရေးပါတီကျေးရွာဥက္ကဋ္ဌဓာတ်ထိုးခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းမှာဝမ်ဝဲမြို့ကျုကန်ကျေးရွာမှာလွတ်တော်ကိုယ်စားလှယ်လောင်းရွာကိုမဲလာဆွဲမှဖြစ်လို့ချက်ပြုတ်စရာတွေတွားဝယ်ရင်းနဲ့ကျုကန်ရွာထိပ်မှာဓာတ်နဲ့ထိုးခံလိုက်ရတယ်လို့သိရပါတယ်။မနက်စောကြီးရွာထိပ်မှာဓာတ်နဲ့ထိုးခံရတာလူငယ်တွေကိုသူကမင်းတို့ပဲအေးတယ်ဘာညာနဲ့ပြောတာနိုင်ငံရေးကိစ္စမှာကိုပါတယ်ပြောတယ် ဲ့ဒါနဲ့စကားများကြရင်လည်းရန်ဖြစ်ကြတာဟိုဘက်ကလူငယ်တွေကအဲ့ဒီအုတ်ကြီးကိုဓာတ်နဲ့ထိုးပြီးပြေးတာနေရာမှာနေမဲ့ပွဲချင်းပြီးသေသွားတယ်လို့ဒေသခံတူကပြောပြထားပါတယ်သေဆုံးသူဟာဝမ်ဝင်းမြို့နယ်တနခါတော်ချေးွာအုပ်စုကချမ်းဖို့ပါတီဥက္ကဋ္ဌဦးမြင့်ဦးဖြစ်တယ်လို့သိရပြီတော့ချမ်းဖို့ပါတီကိုယ်စားလှယ်လောင်း မျိုးမြင့်သိမ်းလာမှာမလို့သူကိုယ်တိုင်ဈေးထွက်ဝယ်ရင်းနဲ့လမ်းမှာအဆော့ခံလိုက်ရတာပဲဖြစ်ပါတယ်သူကိုယ်တိုင်ချက်သွင်းမယ်ဆိုပြီးတော့သူ့ဘာသာသူဖင်ရပြီးဈေးထွက်ဝယ်တာမနှံ့စောချင်းလာဖြစ်တာပါသူ့ရဲ့မိသားစုကလူရဲ့တပ်ဖြတ်ခံရတယ်ဆိုပြီးအမှုဖွင့်ထားတယ်တတ်တဲ့ကလေးတွေကမရှိတော့ဘူးအဖမ်းမခံဘူးလို့လည်းကြားတယ်လို့ဒေသခံတို့ကပြောပြထားပါဗျ။လက်တလုံးမှာဝမ်ဝင်းတို့နဲ့ကခြေရွာတွေကိုမဲဆွဲစီယုံရေးဆင်းမဲ့ကိုယ်စလေလောင်းတွေကိုလုံခြုံရေးပေးထားတယ်လို့သိရပြီးတော့ ကျန်းဖို့ဥက္ကရာကိုတတ်သွားတဲ့လူငယ်တွေကိုလည်းလိုက်လံစုံစမ်းနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းပလဲမြို့နယ်မှာစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာကလင်းငယ်တအူအဖွားတအူနဲ့အဖိုးတအူစုစုပေါင်း၃ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကနိုဗ ెంబ ာလ23ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှသခိုင်းတိုင်းပလင်းမြို့နယ်အနောက်ဘက်ကန်တော့ကြီးရွာအနီးတောင်မော်ဒေသတနေရာကိုစစ်ခွေးတပ်ကလေရင်နဲ့ပုံကျဲချခဲ့ရာကလင်းငယ်တအူအဖွားနဲ့အဖို့နှစ်ဦး စုစုပေါင်း၃ဦးပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့သိရပါတယ်။အခုလိုဘုံကျဲချတဲ့အချိန်မှာဘာတိုက်ပွဲမှမရှိဘူးလို့ပြောပါတယ်။ကျဲချလိုက်တဲ့ဘုံကတဲဘော်ကိုတဲ့တဲ့ကြတာကလေးတဦးအဖွားနဲ့အဖိုးစုစုပေါင်း၃ဦးတည်ဆုံနဲ့ဘာတိုက်ပွဲမှမရှိဘဲနဲ့တမင်တက်တက်ကိုအကြောင်းမဲ့တိုက်ခိုက်သွားတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အချမ်းမဲ့စစ်ခွေးတက်ကပလင်းမြုံနယ်အတွင်းမှာရှိတဲ့ကြေးရွာများကိုလေကြောင်းတိုက်ခတ်မှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိရာစီမင်းဆောင်များတိန့်ဆောင်နေထိုင်လျက်ရှိတဲ့စာတင်ကြောင်ဖုံကြီးကြောင်နဲ့သာသမီကအဆောက်အအုံများကို နေတိုင်းလိုလိုလေရင်နဲ့ဘုံကျဲချမှုများလှုပ်ဆောင်လျက်ရှိကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်အခုနောက်ပိုင်းလေရင်နဲ့ကင်းထောက်တာတွေတော်တော်လေးကိုများလာတယ်လေရင်မလာတဲ့နေ့ကိုမရှိဘူးပြည်သူတွေကတော့တောတွေတောင်တွေထဲမှာပုန်းခုန်နေကြရပါတယ်အရိကလေရင်ကိုကြောက်လို့လို့ပလဲညွန့်နဲ့စေဘေးရှောင်များကိုကူညီပေးနေတယ်လူငယ်ခေါင်းဆောင်တအုပ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆောလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးငင်းကြံကံပလူမြို့တော်မှာလူငယ်အယောက်30ထဲမှနေပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းတင်နန်းကြောင်းအဖို့ခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ19ရက်နေ့ည7:00နာရီကအချိန်မှာမန္တလေးတိုင်းမန္တလေးမြို့တရအူးလမ်းဆောင်မှာ အလုတ်ကနေပြန်လာတဲ့လူငယ်လေးဦးကိုအကြမ်းဖက်ဆက်တဲ့ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဆွေးမုံတန်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်လေးဦးဟာအသက်20ဝန်းကျင်ခန့်ရှိပြီးတော့မိသားစုများနဲ့ဖမ်းဆီးခံရတဲ့လူငယ်များအဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေတာရင်းသတင်းရေးမြင် Voice of Mandalay ကတာဝန်ရှိသူကပြောပြထားပါဗျ။စစ်ခွေးတွေဖမ်းသွားတဲ့လူငယ်၄ဦးကိုစစ်ခွေးတွေကမှန်လုံကားအဖြစ်နဲ့ဖမ်းသွားတယ်လို့ပြောတယ်။စစ်ခွေးတွေဖမ်းဆီးသွားတဲ့လူငယ်တွေကအသက်20ကျော်လေးတွေပဲရှိသေးတယ်လို့ Voice of Mandalay ကတာဝန်ရှိသူကရှင်းပြထားပါဗျ။အလားတူပဲ Mandalay တိုင်းမြင်းညာမြို့မှာရှိတဲ့ရက်ကွက်များမှာလည်းစစ်ခွေးတပ်ကနှစ်ရက်ဆက်တိုက်လူငယ်၆ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ November 10ရက်နဲ့17ရက်နေ့တွေမှာမြင်းညာမြို့ပေါ်မှာရှိတဲ့ရက်ကွက်ထဲကိုဝင်ရောက်ပြီးတော့လူငယ်၆ဦးကို အချမ်းမစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။စစ်ခွေးတွေကဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတာနိုင်ရဆက်တိုင်မှာရက်ကွက်ထဲကလူငယ်6ဦးလောက်ပါသွားတယ်လို့ဒေတာတွင်သတင်းရင်းတွေကပြောပြထားပါတယ်။အလားတူပဲစကန်တိုင်းကမ်ဘလူးမြို့နယ်မှာရှိတဲ့အချမ်းမစစ်ခွေးတွေရဲ့အထိုင်စခန်းများမှာ ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့လူငယ်များရဲ့မိသားစုဝင်များထံကိုအချမ်းမစစ်ခွေးများနဲ့ပြင်စောတီခေါင်းဆောင်အချို့က ပြန်လှုပ်ပေးမယ်ပြောပြီးတော့ပတ်စံနေလိန်တောင်းနေတယ်လို့ကျောလာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကတောင်ရှိသူကပြောကြားထားပါတယ်နိုဝင်ဘာလ23ရက်နေ့ကပေါ်တာဆွဲဖမ်းဆီးခံရခြင်းကနေထွက်ပြေးလွမြောက်လာတဲ့လူငယ်ရဲ့မိသားစုဝင်ထမ်းကိုလည်းအကြမ်းဖက်စစ်ခွေးတွေကဆက်သွယ်ပြီးတော့ပတ်စံတောင်းခဲ့ရာကနေမိသားစုဝင်တွေက9သိန်းလွှဲပေးခဲ့တော့လေပြန်လုပေးခဲ့ခြင်းမရှိဘဲ လူကိုယ်တိုင်ထွက်ပြေးလာကမှသာလွတ်မြောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ကျွလမျိုးအဝင်အချုပ်ခန်းမှာဖန်ဆီးခံရခြင်းကနေထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်ရဲ့မိသားစုဝင်များထံကနေလဲငွေကြေးများလိမ်လည်တောင်းခံပြီးတော့မိသားစုတွေကငွေသိန်း30နီးပါးနဲ့စစ်ခွေးနဲ့ပူစောတိတွေစီကိုလွှဲပေးခဲ့ရကြောင်းထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်တဦးကပြန်လည်ပြောပြထားပါဗျ။ရှေ့တန်းကိုမလိုက်ရဘူးတဲ့ဖေဘိုအချုပ်ထောင်မှာပဲရှိတယ်လွတ်စေခြင်းငွေလွှဲဆိုလို့လွှဲပေးလိုက်ရတာစုစုပေါင်းသိန်း30ရှိပါတယ်ကျွန်တော်တို့ကိုဖမ်းလာတာသူတို့ပဲရှိတာ ပတ်ပုံတင်တဲ့ဖုန်းကအစသူတို့တိန်းထားတာဆိုတော့မိသားစုဖုန်းနံပါတ်တွေကိုယူပြီးတော့ဆက်သွယ်ငွေညစ်တာတွေကိုစနစ်တကျအစီအစဉ်တကျနဲ့လောက်တာလို့ထင်တာပဲကျွန်တော်တို့လည်းအင်ကလမ်းပြောလို့သာသိရတာမလွတ်တဲ့လူတွေရဲ့မိသားစုဝင်တိုင်းလဲကျွန်တော်တို့မိသားစုတွေလိုပဲငွေညစ်ခံရမှာသိကြတယ်မိသားစုဝင်တွေကတော့ဖုန်းမရဓမ္မဆုံးမိအင်းနှခါနာဖြစ်တော့မှာပေါ့ဗျာလို့ ပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့ကျွန်းလာမြို့အဝင်အချုပ်ခန်းကနေဖွဲ့ပြေးလွတ်မြောက်လာတဲ့လူငယ်ကပြောပြထားပါဗျ။အကြမ်းမဲ့စစ်ခွေးတပ်ဟာကမ်ဘလူနယ်အတွင်းဖေဘိုမြေကြီးနားဗျူဟာလမ်းကြောင်းမှာရှိတဲ့ဖြတ်တန်းသွားလာသူမှန်သမျှကိုပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ပြီးတော့ဖမ်းဆီးခံရတဲ့သူများရဲ့ဖုန်းတွေကနေတဲ့ဆင်မိသားစုဝင်တွေကိုဆက်သွယ်ပြီးတော့လိမ့်လဲငွေညှစ်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူများအနေနဲ့အကြမ်းမဲ့စစ်ခွေးတပ်နဲ့အောက်တန်းစားဗျူစောတိများရဲ့အလို့ကြောင့် တောင်းခံလာတဲ့ငွေကြေးနာကိုလည်းယုံကြည်ကိုးစားပြီးတော့လွှဲမပေးမိကြရလဲကျွန်းလာကံဘလူတက်တော့လှူရှားသူများအဖွဲ့ကံဘလူခရံကတိုက်တွန်းထားကြောင်းပြင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Rivalry Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလေအញ្ញံဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ